အားလုံးပဲမင်္ဂလာပါရှင်ရောပရိသာ channel မှာကြိုဆိုလိုက်ပါတယ်ဆရာချစ်ဦးညိုရဲ့ရာဇကုမာရဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ရာဇကုမာရအပိုင်း30ဓမ္မတတ်တီဆရာတော်ဤစံကြောင်းပရဝုံကိုအဝေးစီမှာပြက်ပြရေးရေးလှမ်းတွေ့ရပေပြီစိမ့်ညို့သောထနောင်းမင်းနှင်းနှင့်မကြီးပင်တော်တို့အထက်တွင်စံကြောင်းဤခေါင်သုံးဆင့်အမိုးစွန်းသည့် မြင့်မြင့်မားမားထိုးထွက်လျက်ရှိလေသည်သို့သောဆရာတော်အရှင်သူမြတ်သည် ထိုးပုံဆင့်ဆန်ကြောင်းတွင်တည်င်းမတုံးပဲပရဝဝိအရှိမြောက်တော့တစ်ဝါကြောင်းသင်္ကန်းတွင်သာတည်င်းသုံးကြောင်းကျွန်ုပ်သိထားသည်ပုံဆင့်ဆန်ကြောင်းပေါ်တွင်မူဗုဒ္ဓရုပ်ပွားတော်ဆင်းနုတော်များနှင့်ပြိရက်ကကျမ်းစာများကိုသာ ပူဇော်ထားလေသည်ရဏသုံးမ၏ငြင်းရီချမ်းမြေမှုကိုကိန်းဝေရာစီတို့ဥတီလျှောက်သွားနေသောကျွန်ုပ်မှမူ ငြိမ်အေးချမ်းမြေ့မှုကင်းမဲ့လျက်ရှိနေပါကလားထီးနှံအမွေမရရှာဘူးနော်ညဝရီခုနှစ်ခရိုင်ပဲစားရတယ်ဒီကိုတော်လေးပဲတို့ရဲ့ဘီရင်မင်းမြတ်ဖြစ်လိုက်စမ်းပါတော့ကွန်မအထွက်မြင်းပေါ်အတက်ငဆောင်ချမ်းရွာသားတူရေရွတ်လိုက်သောစကလုံးများကကျွန်ုပ်၏နှလုံးသို့ထိုးဆိုင်ဆွဲဝင်နေခဲ့သည် သူကတော့သူတို့၏တရားမှုတွင်ကျွန်ုပ်ဝင်ရောက်စီရင်ပေးခဲ့သည့်အတွက် ကျေးဇူးတင်လှစွာဖြင့်ကျူးရင်ခဲ့ခြင်းပင် သို့သော အနာဒတ်ခံရှိထားခဲ့လေသော ကျွန်ုပ်၏ရင်သည် ထိုကျေးဇူးစကားကို ကြည်နူးဖို့ခွန်အားမရှိခဲ့။ထီးနှံအမွေမရရှာဘူးနော်။လူတွေ၏ဂယုဏအငွေထဲတွင်ကျွန်ုပ်မွန်းကျက်နေရတော့မည်လား။ဒီကိုယ်တော်လေးပဲတို့ရဲ့ဘီရင်မင်းမြတ်ဖြစ်လိုက်စမ်းပါတော့။စံကြောင်းတတိုင်းမုတ်ကိုလက်မြင်ရချိန်တွင်ကျွန်ုပ်မြင်းပေါ်မှဆင်းလိုက်သည်ဇက်ကြိုးကိုစုပ်ကင်ထားသောလက်ချောင်းများ တင်းတင်းကြပ်ကြပ်ဖြစ်နေသည်ကိုသတိထားမိသည်တောင်ထမင်ပူများအစီအီစိုက်ထားသော COY ကိုကြော်လွန်ပြီးမှတတိုင်းစီသို့ရောက်မည်ဖြစ်သည်ဤနယ်နမိတ်မှာပင်ကျွန်ုပ်ဤမငိမ့်သောအတွေးများကိုချထားပစ်ခဲ့ရမည်ဆရာတော်ဤသီလဂုံတမာတိဂုံပညာဂုံတို့ရှေးမောက်တို့ ကျွန်ုပ်ဤဦးလောင်ခြင်းများကိုတည်ဆောင်မသွားသည် စိတ်လက်မပေါ့ပါစွာဖြင့် CEO ကိုကြော်ဖြတ်လိုက်စင်မှာပင်ဘလို့မှမျောလင့်မထားသောမြင်ကွင်းကြောင့်ကျွန်ုပ်အံ့အားသင့်သွားရလေသည်တဒါဤအပြင်ဘက် မကြီးပင်နန်းအောက်တွင်နန်းတွင် ကလန်စစ်သည့်အစုများနေရာယူထားသည်သူတို့အားလုံးကိုကြက်တင်တိုင်းဝိယုံအပြည့်စုံဖြင့်မြင်းစည်းရဲမက်များခြေလင်းစစ်သည်များထို့နောက်တံပြင်းအဆောင်ရောင်များထို့နောက် အရှင်သားပါလားအဆောက်ရဲမှမပါပဲတကူတည်းလာသလားကျွန်ုပ်ကိုလမ်းနှုတ်ဆက်လိုက်သူကကလန်မှုကြီးဦးဖီအာအသင်စွာဖြင့်ကျွန်ုပ်ဘာမှပြန်မပြောနိုင်ခင်မှာပင်ဦးဖီအတန်ကြောင့်မကြီးပင်ရိတ်တစ်ဖက်အကွယ်မှထွက်လာကြသောဦးငထွေဦးငလုံးတို့ကိုပါတွေ့လိုက်ရသည်သူတို့အားလုံးအဘယ်ကြောင့်ဓမ္မတတ်သည်ဆရာတော်ဤစံကြောင်းတို့ ရောက်နေကြသနည်းသူတို့တည်းမဟုတ်သည် နန်းတော်မှအခြားသောတံပြင်အမတ်များကလန်မှုများလည်းအစုံအညီအဖြေကိုချက်ချင်းရလိုက်သည်အရိမရဏပူရနန်းတော်မှအရေးပါအရာရောက်သော ပုပ်ကိုကြီးများအစီအစုံအညီချံရံလျက်အိနီယာတို့ရောက်ရှိနေခဲ့သူမှာ ခမဲတော်မင်းကြီးမှအပဘယ်သူမှမဖြစ်နိုင်ဘီမင်းမြတ်စံကြောင်းပေါ်မှာရှိနေတဲ့အရှင်သာဒီကို အရှင်သာပါရောက်လာမယ်လို့ကြိုမသိရပါလားပြီးတော့ အဆောက်နှောက်လိုက်မှာပါပဲတကူတဲ့အချိန်ကလည်းလင့်ဥငထွေက ပြုံးရွှင်သော မျက်နှာဖြင့်ပြောသည်ဘီမင်းမြတ်ရောက်နေတာအတော်ကြာသွားပြီဆရာတော်စွန့်ချိန်မတိုင်မီကလေးကကိုတော်ကြီးကိုယ်တိုင်စွန့်ကတ်တယ်လေဥငလုံးကကျွန်ုပ်ဤမြင်းဆက်ကြိုးကိုလှမ်းယူရင်းပြောသည်ခမဲတော်ဒီကိုလာမယ်ဆိုတာကျွန်တော်မသိဘူးဦးဖီးကျွန်တော်လာတာကမဲမဲစေလိုက်လို့အရှင်သားစံကြောင်းပေါ်ကြွပေးရော့ ကိုတော်ကြီးရှိနေတယ်။ဆရာတော်နဲ့နှစ်ပါးတည်းဆွေးနွေးတိုင်ပင်နေကြတယ်။ကျွန်ုပ်စံကြောင်းပေါ်သို့ တက်ခဲ့သည်။လေကလေးများအပေါ်မှခြေလမ်းများလေးလံနေကလက်ရန်တိုင်ကိုအပြုထားသောလက်များလည်းစုပ်ဆိုင်နေကြောင်းမိမိကိုမိမိသတိထားမိနေသည်။ခမဲတော်နဲ့တွေ့ရတော်မည်။ဓမ္မတတ်သည့်ဆရာတော်၏ရှေ့မောက်တွင်ခမဲတော်နှင့်မျက်နှာချင်းဆိုင်ရတော်မည်။ တံပဒီပတိုင်းပြည်ရေးရာများဖြင့်အမဲလိုလိုမအားမလက်ရှိခဲ့သော ခမဲတော်မင်းကြီးတယောက်နဲ့တယောက်မစုံဖြစ်ခဲ့ကြသည်မှာရက်လက်ကြာခဲ့ပြီဖြစ်သော ခမဲတော်နှင့်ကျွန်ုပ်လေကရစ်များအစုံ အပေါ်ဆုံးလက်ရန်တိုင်ကိုလွှတ်လိုက်ချိန်တွင် ကျွန်ုပ်ကိုမေးမိသောအတန်တစ်ခုရင်ထဲမှ တိုးညင်းစွာပေါ်လာသည်မစုံဖြစ်အောင်မင်းက တမင်ရှောင်နေခဲ့တာမဟုတ်လားယာဇကုမာရရဲ့နောင်နောင်အတွင်းမှာဆိုပါက တားတော်ရာဇကုမာရရောက်ရှိကြောင်းကိုတံပြင်ငယ်တဦးကခမဲတော်ထံကြိုတင်၍လျှောက်ထားပေမည်ခမဲတော်၏အခွင့်ပေးမှ ကျွန်ုပ်ရှေ့တော်မှဝင်နိုင်ပေမည်ယခုကဆရာတော်မြတ်ဤစံကြောင်းတော်တကားပေါက်မှာပင်ဒူးတုပ်ပြက်ဝက်လျက်ကျွန်ုပ်အရှင်မြတ်စွာဘုရားရုပ်ပွားတော်ကို ရှ िख ိုးသည်ထို့နောက်ဆရာတော်ကို ရှ िख ိုးဝှဖြည့်သည်တရေຫນွယ်ချက်ပေါ်တွင်ထိုင်နေသောဆရာတော်ကကျွန်ုပ်ကိုလှမ်းကြည့်ပြီး ခေါင်းငိမ့်သည်ဆိုယုံမြငိမ့်သည်ခမဲတော်ကကျွန်ုပ်ဘက်သို့ကြောပေးလျက်ဆရာတော်ဘက်သို့မျက်နာမူလျက်မလန်းမကန်းတွင်ဒူးတုတ်ထိုင်နေသည်သူ့ကိုကြော်လျက်ဆရာတော်အပြင်တကားစီသို့ကြည်ကာခေါင်းဆက်ငိမ့်လိုက်သည်ကို တွေ့သော ခမဲတော်သည် ထိုင်နေရင်းမှပင် နောက်သို့ငဲကြည့်သည် ကျွန်ုပ်ကိုမြင်သောအခါသူအံ့ဩသွားသည်ရောရှေ့တို့ခဲ့ပါတကားတော်လေး ဆရာတော်ဤခွင့်ပြုချက်ဖြင့်ကျွန်ုပ်ရှေ့တိုးခဲ့သည်ခမဲတော်ဤနောက်ဖက်ကြကြခက်ယွန်းယွန်းနေရာတွင် ကျွန်ုပ်ဒူးတုပ်ထိုင်လိုက်သည်ရင်ညွန့်စီတွင်လက်စုံလက်စုံလက်အုံအစုပ်လက်အုပ်အစုံပူးကတ်ထားလိုက်သည် ခမဲတော်ဘက်သို့လှဲ့မကြည့်တော်လဲခမဲတော်ကကျွန်ုပ်ကို ငေးကြည့်နေကြောင်းမျက်ရိပ်စွန်းတွင်မြင်ရသည်အကြောင်းကိစ္စဆိုပါတကားလေး လာမယ့်လပြည့်နေ့မှာစွန်းအမှုလှုပ်ကြွေးပူဇော်ပြရစေလို့မေမေကအပင့်စေလို့ပါဗျာစွန်းအမှုမောဒနာပြိဋ္ဌေဒနာနဲ့အတူတရဏဂုံတင်ပြရစေလို့မေမေကရှောက်ထားလိုက်ပါတယ်ဗျာခမဲတော်မှာလှုပ်လှုပ်ရှားရှားဖြစ်သွားသည်ဟုကျွန်ုပ်ထင်သည်ကျွန်ုပ်မှာဆရာတော်အားထက်မှန်ရှောက်တင်စရာလည်းမရှိတော့ဆရာတော်လည်းဘာမျှအထွေအထူးမိတ်မြွတ်ခြင်းမရှိခမဲတော်လည်းတိတ်ဆိတ်စွာထိုင်နေလေရာကျွန်ုပ်ယင်နေ၌ ခမဲတော်နှင့်ကျွန်ုပ်ယင်းနီနှွေးထွေးခြင်းမရှိဟုသော အဖြစ်ကိုပို၍တိတိမတ်မတ်ခံစားလာရသည် အနေရထိုင်ရခက်ခါဘာလို့ရမမ်းမသိဖြစ်နေစဉ်ဆရာတော်ဤမိန်တန်ပေါ်လာသည်ဆရာတော်တစ်ဝါးကြောင်းကိုကြွတော်မယ်တားခမဲတို့စကားစမိပြောဆိုကြအောင်တကားလေးပြန်ကန်နီးမှဆရာတော်စီလာခဲ့အောင် ဆရာတော်စံကြောင်းပေါ်မှာဆင်းသွားတော့အခါကျွန်ုပ်နဲ့ခမဲတော်နှစ်ဦးတည်းအငူသားကြံရစ်ခဲ့ကြလေသည်တားတော်ရာဇကုမာရခမဲတော်ထံမှတိုးညင်းစွာခေါ်တဲ့ထွက်ပေါ်လာသည်ကျွန်ုပ်လဲကြည့်လိုက်သည်ကျွန်ုပ်ဤကျွန်ုပ်တို့ဤမျက်လုံးအိမ်နှစ်စုံတို့အတန်ကြာစုံနေကြသည် မရွေ့မဖယ်ပြစ်ကြအမြင်အယုံထဲတွင် ခမဲတော်ဤမျက်နှာမှာ နီးကပ်လာလိုက်ဝေးကွာသွားလိုက်ဖြစ်နေသလိုလိုဇရာဤအငွေကိုထိုမျက်နာပေါ်တွင် တွေ့နေရသည်လွန်ခဲ့သောနှစ်ပေါင်းများစွာဘိုးရှုကန်တပင်ဤဆင်မြင့်လှေကားထက်များပေါ်မှာကျွန်ုပ်စတင်တွေ့ရှိခဲ့သော မျက်နာမဟုတ်တော့မျက်ခုံးတို့ကိုင်းညွတ်နေကြသည်နှစ်ဖူးဆန်စများနဗန်းဆန်ရွယ်များနှုတ်ခမ်းမွေးများကြိုးကျဲဖြူလျော်နေသည်မျက်လုံးများရီဝေနေသည် နှစ်ဖူးပြင်ပားပြင် မျက်ရည်တို့တွင် အရေးအကြောင်းများကတိတိတတ်တာသားတော်ရာဇကုမာရာဟု ခေါ်လိုက်သောအတံမှာလဲဘိုးရှုကန်တပင် လေကရစ်တွင်မဲမဲနှင့်ကျွန်ုပ်အားရဲမက်များဝိုင်းရန်ကြဆန်ကသူတို့ကိုဖယ်ပေးလိုက်ကြဟုခန်းနာတိုက်မြိုက်စွာအမိတ်ပေးခဲ့သောအတံဝါကြီးမျိုးမဟုတ်တော့သူအိုမင်းရင်ရော်ခဲ့ပါဘကောလားဟူသော အသည့်တစ်ခုတည်းကကျွန်ုပ်ကိုဖုံးလွှမ်းသွားသည် ။အိုမင်းရင်ရောနေပြီဖြစ်တော့ဤဘီမင်းမြတ်သည် ကျွန်ုပ်ဤဖခမဲ။သူမျက်နာပေါ်မှဇရာသည် ကျွန်ုပ်ကိုလှုပ်ခတ်ရိမ့်ရိုင်စေသည်။သားမေမေကသူ့ကိုယ်သူတရဏဂုံတင်မလို့တဲ့လား။ကျွန်ုပ်ခေါင်းငုံကမျက်နာကိုအောက်သို့ပြန်ချလိုက်သည်။သို့သောကျမ်းမြင်တွင်ထောက်ထားသောသူ့လက်ဖမိုးများကအာယုံထဲသို့ လိုက်ပါလာသည်။လေကလေးများပေါ်တွင် ရွှေရောင်ဝိယုံကြီးများထဲမှ လေကလေးများပေါ်တွင်ရွှေရောင်ဝိယုံကြီးထဲမှထွက်ပြူလာက ကျွန်ုပ်စီတို့စန့်တန်းကန်းလင့်ခဲ့သောကျွန်ုပ်အလိုလျောက် ပြေးဝင်ခိုမိခဲ့သောလက်မျိုးမဟုတ်တော့ပါလားသူလက်ဖမိုးများသည် ခုံခုံထနေသောအကြောမြင်လျှော့ရဲနေသော အသားဖြင့်အရိုးအစစ်များငေါငေါပေါ်သော လက်ချောင်းများဖြင့်သူအိုမင်းခဲ့ပါပြီကောဤအသည့်သာကျွန်ုပ်ကိုလွှမ်းမိုးနေလေသည် တားမဲမဲတိတ်များမကြမ်းမာဖြစ်နေသလားမဲမဲတလောစီကမကြမ်းမာမာဖြစ်ခဲ့ပါတယ်အခုတတ်တာနေကောင်းနေပါပြီခမဲတော့ကျွန်ုပ်လည်းအတန်တွေ တုံကျင်နေသည်တန်ဘူးလဟာတရားဓမ္မကိုလက်တွေ့တကယ်သိသွားခဲ့ပြီကောအင်းမိမိကိုမိမိတရဏဂုံတင်မှုအထိသူရင့်ကျက်နေပြီအမှန်ဆုံးအမွန်မြတ်ဆုံးအလုပ်တစ်ခုကိုလုပ်ဖို့ သူသတိတရရှိပေတယ်။ခမဲတော်သည် ကျွန်ုပ်ကိုလွန်လျက်အပြင်သို့ငေးမျောကာရေရွတ်နေသည်။ပြီးမှ ကျွန်ုပ်ထံဖြတ်ခနဲလှဲ့ကြည့်သည်။ထိုအခါတွင်မူအိုမင်းသောမျက်နှာပြင်ရည်ဝေသော မျက်ဝန်းအိမ်ထဲမှဆူးရှသောအလင်းတစ်ချက်ကို ကျွန်ုပ်မြင်လိုက်မိသည်ဟုထင်သည်။သူကတန်ရာအတွက်ပြင်ဆင်နေပြီခမဲတော်မှာတော့ တကယ်တမ်းထိရောက်တဲ့ပြင်ဆင်မှုမျိုးမရှိသေးဘူးခမဲတော်လှုပ်เสียအလုပ်တွေအများကြီးကြံသေးတယ်လှုပ်တဲ့လှုပ်ထိုက်တယ်ဆိုတာသိပါလျက်နဲ့အထမမြောက်သေးတာတွေလည်းရှိနေတယ်လူတယောက်ဟာ သူ့ဘဝထဲကသူ့ပိုင်ဆိုင်တဲ့ကာလတွေအတော်များများသူ့လှုပ်ခြင်းဖြစ်ခြင်းနဲ့ဆန္ဒတွေအတော်များများကို သူ့အတွက်အသုံးမချရပဲတခြားတစ်ပါးသူတွေအတွက်အသုံးချခဲ့ရတယ်ဆိုကြစို့အဲ့လူဟာဘယင်မင်းမြတ်ပဲသားတော့ ထူးဆန်းသောထိုစကားလုံးများကိုကျွန်ုပ်နားမလဲခြင်းခမဲတော်မျက်နာတွင် အပြုံးတစ်ခု ဖြန့်ကျက်ဖြစ်ပေါ်လာသည်သို့သော ထိုပြုံးသည် အင်အားမဲ့နေသည်ဟု ကျွန်ုပ်ထင်သည်ဆရာတော်စီသွားလိုက်အောင်တော်သားတော်ဆရာတော်အမှားရှိထားတယ်မဟုတ်လားကျွန်ုပ်ခမစိတ်နေလိုက်သည်ခမဲတော်ပြန်တော့မယ်ရောက်နေတာအတော်ကြာသွားပြီကျမ်းပြင်တို့လက်ထောက်အာပြူလျက် ဒူးတုတ်ရာမှထဟန်ပြင်သော ခမဲတော်စီတို့ကျွန်ုပ်ချင်းကပ်မိသွားသည် ထို့နောက်ခမဲတော်၏လက်မောင်းမှ ဖေးမှတွဲထူပေးလိုက်သည်သူမတ်တက်ရက်ပြီးတွင်မူကျွန်ုပ်တို့နှစ်ဦးနီးကပ်စွာမျက်နှာချင်းဆိုင်မိနေကြသည် သူမျက်လုံးများရည်ဝေလျက်ကပင်တောက်ပနေပါသလားအာနနာဂူဖျားကြီးတဲ့ကရက်တော်မူရုပ်ွားတော်ကြီးလေးစုကို ရွှေတင်ငန်းကတ်လူဖို့ရှိရဲသားတော့ ။တစောင်းမုံလာပြညမှာပူဇော်ကြမဲ့ဖျားပွဲတော်ကြီးအတွက်တားတော်နဲ့တွေ့ကျင်တယ်။ခမဲတော်စီဝင်ခဲ့ပါအောင်။သူ့လက်မောင်းကိုကင်ထားစဲဖြစ်သော ကျွန်ုပ်၏လက်ဖမိုးပေါ်သို့ ခမဲတော်ကဖိအုပ်ဆုံညက်သည်။သူ့လက်ချောင်းများမှာတင်းကျက်စဲအထီအတွေ့ကိုရရှိနေသည်။ထို့နောက်သူ့လက်ကိုရုတ်တရက်ခွာက ခမဲတော်လှည့်ထွက်သွားသည်။ကျွန်ုပ်နေရာမှာပင်မရွေ့မရှာရက်နေမိသည်။ ထိုအခါမှပင် ခမဲတော်ဤကျမ်းမာရေးကို ကျွန်ုပ်တခွန်းမှမမေးလိုက်မိကြောင်းသတိပြန်ရသည်။အခြားမည်သည့်စကားများကိုကောကျွန်ုပ်ပြောဆိုခဲ့သည်နီ။သူမေးသောအခါမှပင်မမေဤနေကောင်းတတ်တာရှိကြောင်းပြန်ဖြေခဲ့သောစကားတခွန်းသာကျွန်ုပ်ပြောခဲ့ပါကလား။ခမဲတော်မျက်လုံးများကတော့မွဲတီရီဝေနေသည့်ကြားမှဘာကြောင့်ဖြက်ခနဲစူးလက် တောက်ပသွားခဲ့သည်နီထို့ပြင်သူထာယာမအထတွင်ဘာကြောင့ သူ့ကိုကျွန်ုပ်ဆွဲထူကူမှပေးဖြစ်ခဲ့လေသည်နီးကျောင်းအောက်တွင်မြင်းတန်လူတန်များကြားလိုက်ရသည် ခမဲတော်ပြန်ရန်သူတို့ပြင်ဆင်နေကြပြီစံကြောင်းပတင်းပေါက်စီတို့ကျွန်ုပ်လျှောက်သွားလိုက်သည်ကလန်တန်ပြင်အဖွဲတို့လှုပ်လှုပ်ရွရွပြင်ဆင်နေကြသည်ကိုအမှတ်မဲ့ငေးကြည့်မိသည်ဥဖီနှင့်ဦးငလုံးတို့ဇက်ကင်ပေးထားသောမြင်းဖြူကြီးပေါ်သို့ခမဲတော်တက်ရန်ပြင်နေသည် အရိအရိမအရိန္ဒမလန်ကိုဆွဲလျက်တမဒီပတိုင်းတခွင်ကစုံဆိုင်ခဲ့သည်ဆိုသောကြံစစ်မင်းကြီးမင်းယမန်တို့ဤအုတ်တာတက်ကို ထွင်းဖောက်စီးနှင်းအောင်မြင်ခဲ့သည်ဟု ဆိုသောကြံစစ်မင်းကြီးအရိမရဏပူရမင်းနေပြည်တော်ကြီးကို စီပင်ထွန်းကားအောင်လှောက်ဆောင်ခဲ့သောကြံစစ်မင်းကြီးထိုကျွန်ုပ်ဤခမဲတော်ကြံစစ်မင်းကြီးသည် မြင်းကုံနီးပေါ်ရောက်အောင်လူနှစ်ယောက်အကူအညီဖြင့်တက်နေရသည်လားခမဲတော်နှင့်သူ့လူများတတိုင်းမှထွက်ခါတောင်ထမ်းပင်စည်းုံးကိုကြော်လျက်အဝေးစီသို့ရောက်သွားတော့မှပင်ကျွန်ုပ်ပဒင်းစီမှခွာဖြစ်တော်သည်ဆရာတော်ဤမိမ့်မာချက်အရာတိဝါကြောင့်သို့ သွားရအောင်မည်တမဒီပအတိုင်းသို့ဗုဒ္ဓဖျားတော်ဤ မျိုးစေ့ကိုစတင်တည်ယူက မုံမြတ်သော ထေရဝါဒအယူပြန့်ပွားထွန်းကားအောင်ဆောင်ရွက်ခဲ့သောဓမ္မဒတ်သည်ရှေရဟန်စီရတော်ဆံမြန်းသတင်း300တိတ်ဝါကြောင်းကလေးကတာမန်ကျောင်းသင်ခန်းကလေးမျှတာပင် သို့သောစီရတော်ဤတီလတမာတိပညာဂုံတို့ကြောင့်ဤတာမန်ကျောင်းသင်ခန်းကလေးသည် ရိုးရှင်းစွာဖြင့်နှက်ဆိုင်နေလေသည်ခမဲတော်ဆောက်လုပ်လှူဒန်းထားသော ဘုံစင်ဆန်ကျောင်းတော်ကြီးကိုဆရာတော်သည်စွန့်အလှပွဲ တရားပွဲနှင့်ခမဲတော်ကဲ့သို့သောဒါယကများအားလက်ခံတွေ့ဆုံသည့်အခါမျိုးမှသာ အသုံးပြုပြီးထာဝရသတင်းသုံးတော်မူသည်မှာဤတဝါကျောင်းကလေးပင်ဖြစ်သည်မင်းဆရာဖြစ်လေသောမင်းဆရာဖြစ်လေသောဆရာတော်ဤကျောင်းသင်ခန်းတွင်မြည်သည့်အဆောင်ရောင်မှမရှိဦးကံဖျားစဉ်တွင် ရွှေစင်းတူရုပ်ပွားတော်တစုနှင့်ကပ်လူထားသောပန်းအိုများရှိသည် ရိုးစင်ရှင်းလင်းသောတစ်ဝါကြောင်းနဲ့ကြည်လင်နဲ့ဆိုင်သောဆရာတော်၏အသွင်တို့ကြောင့်ကျွန်ုပ်စိတ်ထဲမှာငြိမ်အေးသွားသည်တကားတော်လေးရောက်လာပြီလားတတ်တာလိုနေတကားတော်လေးဆရာတော်သည်ဝါကြံခင်ပေါ်တွင်လက်တသိမြဒူးရှိသောပြင်စွတ်ဖုံနှင့်ထိုးဖုံပေါ်တွင်ခင်းထားသောတရေနွယ်ချက်ပေါ်တွင်သာထိုင်နေတော်မူသည်ချိုးချံမှုအဆောင်ရောင်ကင်းမဲ့မှုနှင့်ရိုးရှင်း ရိုးစင်ရှင်းလင်းမှုတို့ကကြောက်တင်ငန်းလေးတွေအင်အားကြီးစွာဖြန့်ကျက်နေကြလေသည်။လက်အုပ်ချီလျက်ပင်ကျွန်ုပ်ဆရာတော်စကားကိုစောင့်နေမိသည်။ဆရာတော်ဘုရားမှာဖျားသာသနာတော်ကြီးအတွက်လူတွေရဲ့အရေးကိစ္စတွေကို၃ချိန်၃ခါမလွဲမချောင်းသာဝင်ရောက်ရမယ်ဆိုတာဆရာတော်သိထားပြီးဖြစ်တယ်။ပထမတစ်ချိန်ကနေရွာဆန်အနိရုဒ္ဓဒေဝမင်းကြီးလက်ထက်သုဝနဘူမိကပြီ ိရကတ်တော်တွေအေးဒုတိယအကြိမ်ကတကားတော်ကျန်စစ်မင်းကြီးရဲ့တမီးတော်ရွှေအိမ်တဲကိုအကြောင်းပြုပြီးဝင်ရောက်ခဲ့ရတဲ့ပြိတ်ကရအေးဖြစ်တယ်မြို့ချအယူဝါဒကွဲပြိတ်ကရမင်းသားအားတင်းဆောင်ဖို့အေးကိုဆရာတော်ဝင်ရောက်ဖြောင်းဖြပေးခဲ့ရကြောင်းကျွန်ုပ်သိထားပြီးဖြစ်လေသည်တတိယအကြိမ်မှာဘယ်သူတွေရဲ့အရေးဖြစ်လိမ့်မလဲဆိုတာဆရာတော်တွေးခဲ့တယ်အခုဖြစ်ပေါ်လာပြီ တကားတော်လေးနဲ့တကားတော်လေးရဲ့ဖခမဲတော်မင်းကြီးတို့အရေးဖြစ်နေတယ်။လက်အုပ်ချီထားသောလက်အစုံကိုယဉ်ညွန့်သို့ဖိကံမိသွားသည်။ဆရာတော်အဘယ်ကိုယဉ်ညွန့်လေသနည်း။ဖျားရှင်ကိုတော်မြတ်ကြီးကိုတိုင်းသည်ပင်ရောဟိနီမြေကြီးကိုအကြောင်းပြုပြီးရန်စစ်ကြီးဖြစ်ကြအံ့ဆဲဆဲကပိလဝတ်တာကီဝင်းမင်းတွင်နဲ့ကောလိယတာကီဝင်းမင်းတို့အရေးမှာ အကြာဝင်တော်မူခဲ့ရသေးပါကလားလို့နှလုံးသွင်းရတယ်။ရောဟိနီမြေရီကို သူရထိုက်ငါရထိုက်ညင်းခုံကစစ်ကြီးဖြစ်အပ်ရင်ဆိုင်မိကြသော ကပိလဝိနှင့်ကောလိယဇက်ကြောင့်ကိုမဲမဲပြောပြဘူး၍ကျွန်ုပ်သိထားပြီးဖြစ်သည်။ဆရာတော်သည် ထိုဇက်ကြောင့်ဖြင့်ပမာခိုင်းနိုင်လိုက်ပါပကော။တာမက်ကီမေဝတိတ်ခေယဗုဒ္ဓေဟေတံ။ ပတ်တန်တိတံတာမတ်ကီရတောဓမ္မထောယောဂတ်ခေမာနဝံတတိလို့နှစ်ပြည်တော်တာဂီဝင် မင်းတွေကိုဖျားရှင်ဆုံးမစကားဟောကြားခဲ့တယ်။အနက်ကတော့မင်းပေါင်းတို့ညီညွတ်ရန်ကိုသာကြင်ကြံအားထုတ်ကြ။ညီညွတ်ခြင်းကိုအဆူဆူသောဖျားရှင်တို့ချီးမွမ်းအပ်ပေ၏။ညီညွတ်ခြင်း၌မှု့ချိုက်ပျော်ပိုက်ကား သူစီရိုက်ဆယ်ပါးတရိုက်တည်သူသည်ယောဂလေးတန်ကုံရမှန်သည့်နိဗ္ဗာန်ချမ်းသာမှမလျှော့ကြမဆုံးချုံးချေတဲ့တကားလေးကျွန်ုပ်တုံလှုပ်သွားသည် ခမဲတော်နှင့်ကျွန်ုပ်ဤနှစ်ဦး၏အရေးကိစ္စတားဖားနှစ်ယောက်တို့ကြားမှ အရေးရာသည်တာကီဝင်နှစ်ပြည်တော်တို့ အကြားမှရောဟိနီမြေကြီးစစ်ပွဲနှင့်ဖျားရှင်ဤတရားတော်နှင့် ခိုင်းနိုင်လောက်ရအောင် ကြီးကျယ်နေတဲ့လားဆရာတော်ကမျက်လွာချမြဲလျက်ကပဲဆက်လက်မိန့်ကြသည်အိုမင်းမစွမ်းရှိလာသူများဟာယခုဘဝနောင်ဘဝအတွက်မိမိလှုပ်ရှားတွေကိုပြီးစီးထမြောက်အောင်လှုပ်ဆောင်မသွားနိုင်ပါကို ပူပန်တက်လာကြတယ်။အိုမင်းမစွမ်းရှိတဲ့ဘရင်တပါးဆိုရင် ပို့ပြီးပူပန်တော့ကဖြစ်ပေမယ်။ငိမ့်သက်စွာနားထောင်ရမှအပ ျွန်ုပ်မှာဘာမှရှောက်တင်စရာမရှိပေ။တကားတော့မင်းကြီးဟာဒီနေ့စွန့်ကပ်လှူဒန်းပြီးနောက်ဆရာတော်ကိုအာကိုတကြီးနဲ့ရှောက်ထားခဲ့တယ်။သူ့စကားတွေရဲ့အနှစ်ချုပ်ကတော့သူဟာအနှစ်30နီးပါးအရိမရဏပူရနဲ့တမ္ပဒီပတိုင်းအတွက်ထီးနှံပလင်ကနေပြီးအုတ်ချုပ်စီမံခဲ့ပြီးပြီ။အခုအခါမှာသူဟာဇရာတဲ့ချင်းနှင်းခဲ့ပြီး သူ့ရဲ့ဘီရင်မင်းမြတ်ဘဝကို ပြန်သုံးသပ်ကြည့်လိုက်တော့လှုပ်တဲ့လှုပ်ထိုက်တာတွေအောင်မြင်ခဲ့တာတွေရှိသလိုမလှုပ်ချင်မဲလှုပ်ခဲ့ရတာလှုပ်တဲ့နာတွေမလှုပ်ခဲ့ရတာဂျေဇူးရှိထားသူတွေအပေါ်အပြည့်အဝဂျေဇူးမတုံ့ပြန်မပေးဆက်နိုင်ခဲ့တာတွေအများကြီးရှိနေပါလားလို့သူသုံးသပ်မိတဲ့ဒါတွေအတွက် နောင်တပူပန်ခြင်းတွေနှိပ်စက်နေတဲ့အတွက်တရားအမြိုက်နဲ့စေကြောတန့်စင်ပေးပါလို့ဆရာတော်စီကို ဥတိုက်လျှောက်ထားရှာတယ်။ကျွန်ုပ်နဲ့ပတ်သက်လာမိအကြောင်းကိုစောင့်မျှော်နားဆွင့်ရလေသည်။သူ့ရဲ့နောင်တပူပန်ခြင်းတွေအနက်မှာတကားတော်လေးတို့သားမိနဲ့သက်ဆိုင်တဲ့အကြောင်းကိစ္စလည်းတစ်ခုအပါဝင်ဖြစ်တယ်။တန်မူလာဟာ သူ့ဂျေဇူးရှင် သူ့နိုင်ပါစဉ်က သူ့ကိုစိတ်ဓာတ်ခွန်အားတွေအများကြီးဖြည့်ဆည်းပေးခဲ့တဲ့ပါရမီဖြည့်ဘက်လို့သူကျူးရင်နဲ့ဒါပေမဲ့တန်ဘူလာအပေါ်မှာသူဟာ ွဲတစိမ့်နာမတစ်ခုရတနာအချို့နဲ့ကျွန်300ရာကိုသာပဲပေးအပ်ပိုင်ဆိုင်စေခဲ့တာကလွဲလို့ထိရောက်တဲ့ဂျေဇူးတုံ့ပြန်မှု မပြုနိုင်ခဲ့ဘူးလို့ဆိုတယ်။ဆရာတော်ရှေးမောက်တွင် ကိုခန္ဓာကြီးသာငြိမ်သက်စွာထိုင်နေရတော်လဲအတွေးများကအချိန်အဟုန်ဖြင့်လှုပ်ရှားနေကြပေပြီ။ထိုနည်းတူစွာပဲ တကားတော်မင်းကြီးဟာတကားတော်လေးနဲ့ပတ်သက်ပြီးထိခိုက်ခံစားစွာနဲ့ဆရာတော်ရှိမှရေရွတ်မြည်တမ်းခဲ့တယ်။ဇီယာအကြောင်းများဖြင့်ရော့ရဲအိုမင်းနေသော ခမဲတော်မျက်နာကိုမြင်ယောင်လာမိသည်။ချင်းညွန်းနန်းလျာထားခြင်းလှတဲ့တကားတော်မင်းကြီးဟာ အပေရဏာမိဗျာကြီးကသမီးတော်လေးရွှေအိမ်တွေကိုပဲဖွားမြင်ခဲ့လေတော့အခက်ကြုံခဲ့ရတယ်။ရွှေအိမ်တွေကတားယောက်ကြားလေးဖွားမြင်တဲ့အခါမှာ အတိုင်းမသိဝမ်းသာသွားခဲ့ပြီးမြေတော်ကိုချစ်ခင်အားကိုးစွာနဲ့ကလေးအွယ်မှာပဲရင်ဝင်ပိုက်ဘိသေးကဆင်မြန်းပေးခဲ့တယ်။ငါနန်းဟာငါမြေဖိုးသားငါကနန်းဆောင်သားလို့ကြွေးကြော်ခဲ့တယ်။ဆရာတော်ဘာကြောင့်ဤမဲမောင်သောအတိတ်ကို တူးဆွနေရသနည်းဟုကျွန်ုပ်မတက်မတာခံစားလာရတော့သည်။ဒီနောက်သူ့နန်းသက်နှစ်နှစ်ရပြီးချိန်မှမှတကားတော်လေးတို့သားမိရောက်လာတယ်။ อืมအဲ့ဒီအချိန်က တကားတော်လေးဟာ ခုနှစ်နှစ်သားအရွယ်ပဲရှိသေးတယ်မဟုတ်လားမိကွန်တစ်ခုကရင်ထဲတွင်လှိုက်ဝန်စူပွက်လာသည် သူထီးနှံ့ရပြီးနှစ်နှစ်လုံးလုံးတပည့်တော်တို့သားမိကိုဘာကြောင့်ပြစ်ထားခဲ့ပါသလဲဖီးယားဟူသောမိကွန်ဤမိကွန်ကိုမဲမဲအားကျွန်ုပ်မေးခဲ့စဉ်ကမဲမဲဖြေခဲ့သောအဖြေစကားကိုကြားယောင်ပြန်သည် နှစ်နှစ်လုံးလုံးသူပြစ်ထားခဲ့တာမဟုတ်ဘူးသားဗရမများလက်စုပ်ပေးခဲ့စဉ်ကတည်းကတားယောက်ကြားလေးမွေးလာရင်နန်းတော်ကိုလိုက်လာခဲ့ဖို့သူမှားခဲ့ပါတယ်တားကိုမွေးပြီးချိန်မှာတားကတိတ်ငယ်နေသေးလို့တကြောင်းတပတိပအတိုင်းကလည်းစစ်မှတ်ထူပြောနေချိန်မို့တကြောင်းကြောင့်တားရဲ့ဘိုးနဲ့မေမေတို့တိုင်ပင်ပြီးတားခုနှစ်နှစ်တားအထိနေခဲ့ကြတာပါ သူပြစ်ထားတာမဟုတ်ပါဘူးတားရဲ့မေမေတို့ကသာအချိန်ဆောင်နေခဲ့ကြတာပါ မမဲအဖြေစကားမှုသာနားထောင်ခဲ့ရတော့လဲဤဒီကိုကျွန်ုပ်ဘဝင်မကြနိုင်ခဲ့ပေခမဲတော်မင်းကြီးသည်ပရိမတောတောင်နှင့်ကျောင်းဖြူရက်တို့ကျွန်ုပ်တို့ကိုရှာဖွေစုံစမ်းလွတ်ရန်တတိမရတဲ့ဘူးလားတတိမရဘူးတဲ့လားယေရှုရှင်ပါရမီဖြည့်ဘက်ဟု သူမြည်တမ်းခဲ့သောသူတန်ဘူလာဤယေရှုတရားကိုနှစ်နှစ်မြသောကာလအတွင်းသူတတိမရခဲ့ဘူးတဲ့လားကျွန်ုပ်တို့သာအရိမရဏပူရသို့လိုက်မသွားခဲ့ပါက ကျွန်ုပ်တို့သားမိကို သူတသက်လုံးပြစ်ထားမတဲ့လားမမေကမူကျွန်ုပ်ကိုဤသို့ပူလောင်သောအတွေးအဆများဖြင့်ဆင့်ပွားမခံစားရန်ဖြောင်းဖြားခဲ့ချေသည်တားအရင်မြေးဖြားဆိုတော့လေမြေးကအရင်တားကအဖျားဖြစ်ခဲ့ရတယ်ဆိုတဲ့စကားကို သူရွတ်ဆိုညင်းညူတယ်နောက်ဆုံးဖုံးလက်ယုံ အာနာနဲ့ပြေစုံပြီးတပ်ဦးဆံမိုင်ဘီရင်မင်းမြတ်တပါးဟာသူ့ရဲ့ကိုရေးမှုကိစ္စတွေမှာ အနည်းနဲ့အများဆုံးရှုံးနေနိုင်ရတဲ့နဲ့တူပါရဲ့လို့သူ့ကိုယ်သူမှတ်ချက်ချတယ်။အောင်မြင်ကြီးကျယ်သူတွေရဲ့နှလုံးဟာလူတွေထင်သလိုမဟုတ်ပဲသူ့အကြောင်းနဲ့သူကွဲကြေပြက်စီးနေတတ်ပါကလားလို့လဲသူ့စကားနဲ့သူတန်ဝေကယူတယ်။ဆရာတော်ကသူ့ကိုကန်ကန်အကျိုးတရားကိုလေးနက်စွာယုံကြည်ဖို့နဲ့အစိုးရသူဤအစိုးမရခြင်းအနတ္တတရားနဲ့ဖြေသိမ့်ဆုံးမလိုက်ရတယ်တခါတော့လေ သူတပည့်တော်နဲ့ပတ်သက်ပြီးဘာများလျှောက်ထားသွားပါသေးတယ်ဖျားခမဲတော်သည်ဆရာတော်မထေမြတ်ကြီးထံခံစားမှုများလာရောက်ဖွင့်အံကဆရာတော်ဤအရှိန်အဝါဖြင့်ကျွန်ုပ်ကို နှစ်သိမ့်ပေးရန်အကူအညီတောင်းခဲ့လေသလားဟုတန်ရာဖြစ်လာသည်ဖြင့်ဆရာတော်ကိုကျွန်ုပ်မေးမြန်းလျှောက်ထားလိုက်မိသည်တကားတော်လေးနဲ့ပတ်သက်ပြီးဘာမှလျှောက်ထားမသွားဘူးသူ့တော့ကပရိဒေဝါကိုပဲဖွင့်အံသွားခဲ့တယ် ရင်ထဲမှာအနှဲငယ်တက်သားရာရသွားသည် စင်စစ်ကျွန်ုပ်ရောက်လာမည်ဟုလည်းခမဲတော်မသိခဲ့ဆရာတော်ထံတွင် ကျွန်ုပ်တို့ ခမဲသားနှစ်ဦးကြုံကြိုက်စုံစည်းခဲ့ခြင်းသာပင် တပည့်တော်ကိုဗာများမိန့်ကြားစရာရှိပါသလဲဖျားလျှောက်ထားပြီးမှကျွန်ုပ်ဤမိကွန်းသည် မရင်ကျေးသောစကားဖြစ်ကြောင်းသတိထားမိတော်သည်တမ္ပဒီပါဤသာသနာပိုင်ချုပ်တနိုင်ငံလုံးဤကျေးဇူးတော်ရှင်ဆရာတော်ဖျားကြီးအား ကျွန်ုပ်မင်းမိသည်မှာရိုင်းပြသွားချေပြီလားတကားတော်လေးကမင်းကြီးရဲ့တူဒီတော်သားတော်ဖြစ်တယ်ဒါပေမဲ့ထီးနှံအယိုက်ရခံသားတော်မဟုတ်ပါဘူးဖျားဟုထက်ကြမကွာပင်စိတ်ထဲကရေရွမိလေသည်နောင်ဒပူပန်ခြင်းကုတ်စစ်စတရားတွေနဲ့ငိမ့်အေးမှုမရရှိသေးတဲ့ဖခင်တယောက်ရဲ့နှလုံးသားကိုသားတော်တယောက်အနေနဲ့တကားတော်လေးတက်နိုင်တဲ့ဘက်က ကုစားဖြည့်သိမ့်ပေးနိုင်မယ်လို့ဆရာတော်မျှော်လင့်ပါရစေ။ဒီနေရာမှာ တိုင်းပြည်အရှင်မင်းမြတ်ဘရင်မင်းမြတ်ဆိုတာတွေထီးနန်းပလင်ဆိုတာတွေကိုဖယ်ခွာချထားကြစေခြင်း ਨੇ ။ရဲရဲနီသောတန်တွေခဲပေါ်သို့ရေများလောင်းသွန်ချလိုက်သည့်အခါရှဲကနေမြည်တံနှင့်အတူအငွေ့ချောင်းချောင်းထသွားလေသည်။ရဲရဲနီသောတန်တွေခဲကကျွန်ုပ်၏နှလုံးသားပင် ဆရာတော်သည်ဖခမဲတော်ပေါ်မြည်မြနားလည်လျက်ကျွန်ုပ်အပေါ်တွင်ကိုမြည်မြအထိတိမြင်ထားလေသည်။ဂတိဝင်ခံစကားတစုံတစ်ခုလျှောက်ထားရန် ကျွန်ုပ်မှာအသင့်မရှိ။တပည့်တော်ကို ခွင့်ပြုတော်မူပါဗျာ။နှုတ်ဆက်ငြိမ်သက်သွားသောဆရာတော်အားဝတ်ပြုပြီးကျောင်းသင်ခန်းလေးကိုကျွန်ုပ်ခွဲခွာခဲ့သည်။တောင်ထမ်းပင်စည်းအုပ်ကိုလွန်သည်နှင့် မြင်းကိုဇက်ဖွင့်ကဆုံဆိုင်လိုက်တော်သည်။ ချစ်နိုင်ရင်စัจ java လာတတိုင်းဤဟိုမာဘက်အထိထွက်ပြန်ပြစ်လိုက်ခြင်းစမ်းတော်သည်ဟုတ်ကဲ့ပါရှင်စောက်လေးကိုဒီမှာပဲခေတ္တခဏရန်နာလိုက်ပြရစင်နော်နားစင်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးများ၏တင်ပါတယ်ရှင်ကျမ်းမာဘေးကင်းကြပါစေဖန်နေစဉ်တော်တွင်မှာ စာအဖြတ်တောက်များသကလုံးအထာသူဖတ်တဲ့အတန်တွက်အမားများရှိသွားခဲ့ရင်လည်းခွလွန်းနားလေပေးကြပါလို့ညွှန်လင်းပါတယ်ရှင်အားလုံးကျေးဇူးများ၏တင်ပါတယ်ရှင်